တိတ်ပံပညာတော်မရှင်းပြနိုင်သေးတဲ့ကဘာလှုပ်ဝက်ချက်များမင်္ဂလာပါကျွန်တော်ရဲ့ Knowledge မြန်မာ Channel ကနေကြိုဆိုပါရစေကဘာပေါ်ရှိထူးထူးဆန်းဆန်းဖြစ်ရများနဲ့ဗဟုသုတများကို တင်ဆက်ပေးနေတာမလို့ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ပေးထားပါဒါဆိုရင်ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်နံပါတ်1ဘာမီယူဒါတိကံပထမဆုံးအနေနဲ့ကြားပူးနေကြတဲ့ဘာမီယူဒါတိကံအကြောင်းပါ အတလန်နိတ်သမုတ်တရားတဲ့ကဒီနေရာဟာတင်မောတွေလေရင်တွေလူအများကြီးမှာရုတ်တရက်ပြောက်ွယ်သွားတဲ့အဖြစ်များလို့နာမည်ဆိုးနဲ့ကြော်ကြပါတယ်ဒီဖြစ်ရက်တွေကိုရှင်းပြဖို့တလိုက်ဆက်ကွင်းချူရင်းမှုတွေတဘာဝတံငွေပောက်ကွဲမှုတွေထိမျိုးစုံယူဆခဲ့ကြပေမဲ့လက်တွေ့မှာတော့ဒီ area ကပျောက်ဆုံးမှုနှုန်းဟာကမ္ဘာသမုတ်တရားအခြားနေရာတွေနဲ့တိတ်မကွာလာဘူးလို့လေ့လာချက်တွေအရသိရပါတယ်ဒါပေမဲ့သူ့ရဲ့လှုပ်ဝက်ဆန်းကျယ်တဲ့ဂုံတရင်ကတော့ယနေ့တိုင်ရှင်းတန်းနေစေဖြစ်ပါတယ်နံပါတ်1ပီရူးကရေပွက်တဲ့မြစ် ပီရူးနိုင်ငံအမေဇုန်မိုးတစ်တောထဲကရေပွက်တဲ့မြစ်အကြောင်းမှာရှနေတဲ့ဖက်ရှကလို့ခေါ်တဲ့ဒီမြစ်ဟာမိတောင်နာမှာမဟုတ်ဘဲနဲ့အရန်ပူပြင်းလာပါတယ်သူ့ရဲ့အပူချိန်က 50ဒီဂရီစင်တီဂရိတ်ကနေ60အထိရှိပြီးမကြာခဏရေနွေးငွေ့တွေထွက်နေတတ်ကငါးတွေအကောင်ငယ်တွေချက်ချင်းပြုတ်သေးစေနိုင်ပါတယ်။သိပ္ပံပညာရှင်တွေအာအသိနေကြရတာကကမ္ဘာအနှက်ဆိုင်ဆုံးနေရာကပူပြင်းတဲ့ရေပူစမ်းတွေကနေရေတွေထွက်လာတာလားဆိုတဲ့အကြောင်းမှဒီလိုချုံမောတဲ့မြစ်ကြောင်းလျှောက်ဒီလောက်ပူအားကောင်းနေတာဟာတဘာဝရဲ့အံ့ဖွယ်တဘာပဲဖြစ်ပါတယ်။နံပါတ်3ရေအောက်ကလေကွင်းပြင် ရေအောက်ကလက်ကွင်းပြင်ကြီးတွေလို့ခေါ်တဲ့ crop circle တွေအကြောင်းပါဂျပန်နိုင်ငံရဲ့ယိုနာဂူနီကျွန်းအနီးပင်လယ်ပြင်အောက်ကယိုနာဂူနီရုပ်တုဟာလူလုံလားတဘာဝကဖြစ်တာလားဆိုတာ ယနေ့တိုင်အငင်းပွားနေစေနေရာတစ်ခုပါဒီနေရာမှာချုံမှုတဲ့ထောက်မှန်စတုကန်ပုံစံတွေလှိုင်းတွန်းတွေပြရမြင့်ပုံစံတွေကိုတွေ့ရပါတယ်တချို့ကတော့ဒါဟာလွန်ခဲ့တဲ့2000ကြီးကစောစောစီးစီးလူသားယဉ်ကျေးမှုကြံရိပ်ခဲ့တဲ့အကျဉ်းကြံလို့ဆိုကြပါတယ်တကယ်လို့ဒါဟာတဘာဝကဖြစ်တာဆိုရင်တော့ဒီလိုမျိုးထောက်ချိုးကြတဲ့ကြောက်တုံးကြီးတွေဖြစ်ပေါ်လာစေတဲ့ဖြစ်စဉ်ကူကထူးဆန်းနေတာပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်၄ရွေးလျားနေတဲ့ကြောက်တုံးများ American California က race track player မရှိတဲ့ရွေးလျားတဲ့ကြောက်တုံးတွေအကြောင်းမှာဒီကြောက်တုံးတွေဟာဘယ်သူမှမတွန်းရဘယ်တက်ရှိမှမထိရပဲနဲ့ကိုယ်တိုင်လို့ထင်ရအောင်ရွေးလျားပြီးနောက်ကျောင်းပြန်အမှတ်သားတွေခြံထားခဲ့ကြပါတယ်။နှစ်ပေါင်းများစွာဒီဖြစ်ရဟာဗဟေလိကြီးတစ်ခုအဖြစ်ရှိနေခဲ့ပေမဲ့မကြသေးမီကသိပ္ပံပညာရှင်တွေကအဖြေရှာတွေ့ခဲ့ပါတယ်။ဆောင်းတွင်းမှာရေခဲပြင်ပေါက်ပေါက်အောက်ခံပြီးလေပြင်းတိုက်ခတ်မှုကြောင့်ကြောက်တုံးတွေရွေးလာရတယ်လို့သိရပါတယ်။ဒါပေမဲ့ဒီလိုရှားပါးတဲ့ရာသီဥတုအခြေအနေပေါက်ဆက်မှုကြောင့်ဖြစ်ပေါ်လာတဲ့အံ့ဖွယ်ဖြစ်ရကတော့ထူးဆန်းနေစေပါပဲခင်ဗျာ။နံပါတ်5ကောင်းကင်ကတခြားတံများ ကဘာနဲ့မှလူအများကြားဘူးနေကြတဲ့ကောင်းကင်ကတခြားတန်များ Sky Trumpets အကြောင်းမှာကဘာနေရအတီးတီးကလူတွေဟာကောင်းကင်ကနေတန်ဆုံတီးနေတယ်လို့ကျေလောင်တဲ့တခြားတန်တန်တွေကြားရတယ်လို့အစီရင်ခံကြပါတယ်ဒီတန်တွေဟာဂျိန်နှုံမျိုးမျိုးရှိပြီးတခါတရံမှာမိနစ်ပေါင်းများစွာကြာတတ်ပါတယ်ဒါကိုရှင်းပြဖို့သဘာဝဖြစ်စဉ်တွေဖြစ်တဲ့ကဘာမြေကြီးရဲ့ခါတိုင်းမဟုတ်တဲ့လှိုင်းထစ်ခါမှု seismic activity တန်လိုက်ဆက်ကွင်းပြောင်းလဲမှုတွေသို့မဟုတ်လေရင်ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့အတန်တွေလို့ပြောကြပေမဲ့အချို့ဖြစ်ရပ်တွေကြတော့ရှင်းလင်းချက်မရှိသေးပါဘူးဒီလိုကြားရတဲ့အတန်တွေဟာလူသားတွေကိုစိတ်ဝင်စားမှုနဲ့စိုးရိမ်မှုကိုတစ်ချိန်တည်းပေးဆွနေစေပါပဲခင်ဗျာဒါဆိုရင်တော့ကဘာကြီးရဲ့ထူဆန်းအံ့ဖွယ်အကြောင်းအရာတွေက၅ခုကိုတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးစမ်းကြဲတဲ့အရာတွေဟာကျွန်တော်တို့ကဘာမှမသိရသေးတဲ့အံ့ဖွယ်အရာတွေအများကြီးရှိသေးတယ်ဆိုတာကိုပြနေပါတယ် ကျွန်တော်ရဲ့ Knowledge မြန်မာ Channel ကနောက်ထပ်စိတ်ဝင်စားဖွယ်ရဗဟုသုတဗီဒီယိုများကိုစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ဗီဒီယိုကို Like လုပ်ခြင်းမျှဝေခြင်းနဲ့အောက်က Comment မှာထူးဆန်းတယ်လို့ထင်ရတဲ့နေရာတွေအကြောင်းကိုသိချင်တာများရှိရင်ရေးသားခဲ့ကြပါကျေးဇူးတင်ပါတယ်ခင်ဗျာ